တချို့ဆိုလို့ရှိရင် solar ရဲ့ inverter ရဲ့ battery တွေနဲ့သုံးဖို့အတွက်ကိုဒီ Panasonic အဲကောင်တီးတန့်ထပ်ဝယ်ပြီးတက်ရတယ်လို့တော့ကျွန်တော်တို့သိထားတယ်ဖုန်းဆက်ခေါ်လိုက်ပြီးတော့၃ရက်အတွင်းဆိုလို့ရှိရင်အိမ်မှာလာပြီးတော့ service လုပ်ပေးတယ်လို့သိထားတယ်ရေးပိုင်းမချိုးရေးမချိုးတာဖြစ်တဲ့အတွက်အဲ့နန်းသက်တွေပိုင်းဆိုလည်းပျောက်တယ် timer မျိုးကိုကျွန်တော်တို့ကတပတ်စာကျွန်တော်တို့ကလုပ်ထားလို့ရတယ် inverter type အဲကောင်ကို inverter နဲ့သုံးတဲ့နေရာမှာဘာ error မှမရှိဘူး promotion တွေလည်းရှိတယ်ကျွန်တော်အဲ့ဒါပြောပြအားလုံးပဲမင်္ဂလာပါအခုကတော့နွေရာသီကိုရောက်လာပြီးရာသီလူကလည်းတော်တော်ပူလာပြီဆိုတဲ့အချိန်မှာပထမဦးဆုံးဘာကိုသွားပြီးတော့သတိရပြီလဲဆိုတော့ aircon တွေကိုသွားပြီးသတိရပါတယ် aircon တွေက service မလုပ်ရသေးဘူးဆိုရင်ဒီအချိန်မှာလုတ်ကိုလုတ်ရပါပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော် Panasonic က service အဖွဲ့ကိုကျွန်တော်လမ်းခေါ်လိုက်တယ် Panasonic service အဖွဲ့ကဖုန်းဆက်ခေါ်လိုက်ပြီးတော့၃ရက်အတွင်းဆိုလို့ရှိရင်အိမ်မှာလာပြီးတော့ service လုတ်ပေးတယ်လို့သိတာအဲ့တော့သူတို့ဘယ်လိုလုပ်မယ်ဆိုတာကိုကြည့်ရအောင် တို့ service အဖွဲ့ကလွတ်လွတ်တာလေးတော်တော်လေးမစိုးဘူးကြားသိလားတော့ဒီ inno unit ဆိုလဲဖြုတ်ရှားမလို့ဘူး outro unit ဆိုလဲဖြုတ်ရှားမလို့ဘူးခြေတွေပါရဆိုလို့ရှိရင်လည်းအပြင်ကိုတခါတယ်ပြန်ထုတ်ပေးလိုက်တာဖြစ်တယ်အိမ်ထဲမှာညက်ပတ်တာတွေပါတွေဘာမှမဖြစ်ဘူးဘာလို့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ edit ခံ edit ခံမှာကြတော့ကျွန်တော်လူလဲများတယ်စက်ပစ္စည်းလည်းရှိတယ်ဒါပေမဲ့တို့လှုပ်လှုပ်သွားတဲ့အချိန်မှာခဏလေးအတွင်းမှာပြောချင်တာဘာမှတိတ်ထွေထူရှင်းပေးလိုက်ရတယ်ဘာမှမရှိဘူးဒီအောက်တွေမှာဆိုရင်မှာ laptop တွေရော desktop ပုံးတွေရောဘာတွေအကုန်ရှိတယ်ဆိုပေမဲ့တို့ကတို့လှုပ်သွားတာတော်တော်လေးအဆင်ပြေတယ်အဲ့တော့ဒီ Panasonic ကိုကျွန်တော်ဘာလို့ဒီ edit ခန်းထဲမှာကျွန်တော်သုံးရလဲဆိုတာလေးကျွန်တော်ပြောချင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီယုံမာက edit ခန်းမှာကညာသောအဖြစ်လူထိုင်နေရများတယ် edit ခန်းဆိုပေမဲ့လေ production ကလူတွေတော်တော်များများလဲဒီခန်းထဲမှာပဲထိုင်တာဖြစ်တဲ့အတွက်ဒီခန်းကလူလဲများတယ်အချိန်တော်တော်များများသုံးရတဲ့ aircon လို့ပြောလို့ရတယ်ဒီ aircon ကဒီ aircon ကတပတ်မှာ6ရက်ခွဲလောက်သုံးနေရတာမနေ့7နိုင်9နိုင်ဆိုရင်စဖွင့်ပြီးညနေ6နိုင်လောက်ထိကိုတောက်လျှောက်ဖွင့်ရတဲ့ aircon ဖြစ်တယ်အဲအကြောင်းမို့လို့ကျွန်တော်ကဒီခန်းထဲမှာဒီ aircon ကိုကျွန်တော်တတ်ထားတာဒီ aircon ဆိုလို့ရှိရင် तू က ငါတို့ EA smoke လည်းပါတယ်เนาะအနန္တတွေပါရဲ့ဆိုလဲလုံးဝတန့်ရှင်းပေးနိုင်တယ်เนาะဒီထက်ကဒီခန်းထဲကកောင်းနေပါရဲ့ဆိုရင်အနန္တတွေပါလားသိကောင်းတာမို့တချို့ဆိုရေးပါမချိုးရေးမချိုးတာဖြစ်တဲ့အတွက်အဲ့အနန္တတွေပါရဲ့ဆိုလဲပျောက်တယ်နော်အဲ့အခြေအနေလေးရှိတယ်ပြီးလို့ရှိရင်အဓိကတော့ဒီခန်းထဲမှာတက်တယ်ဆိုတာကတော့မီယာစာတက်တာမီယာစာတက်တာလဲဆိုတော့အခုခုနဆိုရင်ကျွန်တော်ဒီမှာပြကျင်လို့ဆိုပြီးတော့ဒီမှာ temperature ကို16ပေါ့နော်16အထိကျွန်တော်ထားလိုက်တယ်ထားလိုက်တဲ့အချိန်မှာသူ့ compressor လဲတယ်လဲတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့မီယာ watt 1000လောက်စားတယ် ဝတ်တထောင်လောက်စားတယ်အခုဂျက်ကွေးလုံးနေရင်းနဲ့ပဲဝတ်က90လောက်ပြန်ဖြစ်သွားတယ်ဘာလို့လဲဆိုတော့သူကလိုတလောက်ဝတ်ကိုပဲယူသုံးမိတာဖြစ်တဲ့အတွက်အခန်းလေးအေးဝါပြီဆိုတဲ့အချိန်မှာသုံးတဲ့ဝတ်ကိုတဖြည်းဖြည်းနဲ့ရှော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 ့သွားအခုထားပါတော့ဥဒါကျွန်တော်က16ဖွင့်ထားလို့ပေါ့20လောက်ပြောင်းကြည့်လိုက်ချက်ချင်းတော့ပြောင်းအောင်မှာမဟုတ်ပြီးတော့ဒီ aircon ဆိုလို့ရှိရင် wifi ကသူက billion bar ဘီလင်ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်း application ကနေပြီးတော့အပြင်ရောက်နေလို့ရှိရင်လည်းအခန်းထဲမှာ air con တွေပါကြိုဖွင့်မယ်ဆိုလဲဖွင့်ထားလိုက်လို့ရတယ်။အာအိမ်ရောက်တော့ကြိုပြီးတော့အေးနေတာပေါ့။အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ air con ကိုကျွန်တော်တို့အပြင်ရောက်သွားတော့မှပိတ်ချင်ပါတယ်ဆိုလို့ရှိရင်လည်း application နဲ့ကနေပြီးတော့လှမ်းပြီးတော့ပိတ်လို့ရတယ်အပြင်ကိုတိုင်မာတွေပါပေးထားလို့ရတယ်။ဥပမာဗျာဒါရုံးဖြစ်တာဖြစ်တဲ့အတွက်မနက်9:00နာရီဆိုဖွင့်မယ်။နေကင်း17:00ခွဲဆိုရင်ပိတ်မယ်။17:00ခွဲကနေ17:00ခွဲကထမင်းစားချိန်ဆိုတော့17:00ခွဲကနေပြန်ဖွင့်မယ်။ဆိုတဲ့တိုင်မာမျိုးကိုကျွန်တော်တို့ကတပတ်စာ ကျွန်တော်ကလှုပ်ထားလို့ရတယ်တင်းလိုင်းကဘိုလ်ဘူးကြာသေးတောက်ကြာစနေတင်းကိုနေအဲ့ဟာအကုန်လုံးကိုတိုင်ပါတယ်အကုန်လုံးပေးထားလို့ရအဲ့အပြင်ကိုဒီ application တစ်ခုတည်းကနေပဲဒီလိုမျိုး aircon မျိုးကိုအလုံးအများကြီးတစ်ခါတည်း manage လုပ်လို့ရဥပမာပြကျွန်တော်ညီမတော့နှလုံးပဲရှိတာပေါ့နော်ဒီ edit ခန်းမှာနှလုံးရှိတယ်ကျွန်တော်အိတ်ခန်းထဲမှာနှလုံးရှိတယ်အိတ်ခန်းထဲကနှလုံးဆိုလဲကျွန်တော်အိုက်တိုင်းအပြင်ကနေပြီးတော့တခုဆိုလို့ရှင်အဲ application နဲ့လိုင်းပြီးတော့ဖွင့်ထားလိုက်အင်ရောက်ခံဒီ45မိနစ်လောက်လိုကြရင်ကြိုပြီးတော့ဖွင့်ထားလိုက်အခုရောက်နွေရာသီဘာရောက်သွားပြီဖြစ်တဲ့အတွက်ဒီအထက်ကသိမ့်မသိတာဘူး ကျွန်တော်အခန်းဆိုလို့ရှိရင်အပေါ်ဓာတ်မှာနေတဲ့တဲ့ထိုးတဲ့အခန်းဖြစ်တာဖြစ်တဲ့တော့အခန်းကြီးကလှောင်ပြီးတော့ပူနေတတ်တယ်အဲ့အမျိုးဆိုလို့ရှိရင်ကျွန်တော်ကြိုပြီးတော့ဖွင့်ထားလိုက်လို့ရှိရင်အခန်းလေးကအဲကိုလဲပြန်ရောက်ဟော A လဲ A ဟောအဲ့အခြေအနေလေးရှိနော်အဲ့တော့အခုတစ်ချက်ကြည့်အောင်ကဲအခုကြည့်လိုက်လို့ရှိရင်မှာ930 940အဲ့ဝင်းကျင်ကိုဖြတ်သွားပြီ။ तू က ဒီ inverter type aircon တွေရဲ့သဘောတရားအဲ့တိုင်းပဲဆက်စပ်ဖွင့်ခြင်းကတော့အခန်းအင်းအောင်လို့ဆိုပြီးတော့သူက lower watt ကိုတင်ပြီးတော့သုံးရတယ်။တဖြည်းဖြည်းနဲ့ကြာ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 ဝိုင်းဟိုက850 650 50ဒါပေမဲ့ပုံမှန်နေခင်းဘက်ဒီခန်းထဲမှာ temperature ဘယ်လောက်ဖွင့်25လောက်ဖွင့်လား25လောက်ဖွင့်တယ်ဆိုလို့ရှိရင်သူက800ကျော်ပေါ့နော်850ပတ်ချာလေလောက်ကတော့အများအားသုံးတယ်။အဲ့ဒါမှာဘာအားသာဝါလဲဆိုတော့ကျွန်တော်တို့ဒီရုံးဝအိမ်ဝက solar ရဲ့ inverter ရဲ့ battery နဲ့လေပတ်နေတာ။လေပတ်နေတာဖြစ်တဲ့အတွက် လုတ်နေဆိုလို့ရှိရင်လည်းစောင့်ပြီးတက်တာရင်မရှိဘူး inverter type air gun ကို inverter နဲ့သုံးတဲ့နေရာမှာဘာ error မှမရှိဘူးအဲ့ဒါလေးရှိတယ်ပြီးတော့ကျတော့အခုဒီ panasonic air gun က promotion တွေလည်းရှိတယ်ကျွန်တော်အဲ့ဒါပြောပြအခုကျွန်တော်တို့အိမ်မှာသုံးနေတယ် Panasonic Aircon က summer promotion ဆိုပြီးတော့ဘာရှိရလဲဆိုတော့ဘလာမပါကန်ဆန်းမဲရှိတယ်အဲ့ဘလာမပါကန်ဆန်းမဲကစုမဲတွေကဘာတွေလဲဆိုတော့9000တပိန်9000သိန်းဖြစ်ပြီးတော့9000ကျော်တန်း Nano EX hair dryer ပါပါသေးတယ်အဲ့တော့အကယ်၍မြန် Aircon တစ်လုံးဝယ်ပြီးတော့ Lucky Draw တစ်စောင်ဖောက်လိုက်လို့10000တွေပိုင်းများပေါက်သွားတယ်ဆိုလို့ရှိရင် Aircon ဘိုးကဘလောက်မှကျတော့မှာမဟုတ်အဲ့တော့ Aircon တန်ဖိုးလေးပါကျွန်တော်ပြောပြမယ်ဒီ Panasonic Avada Tight တကောင် Aircon နေရဲ့ဈေးနှုန်းတွေကိုပြောရမယ်ဆိုလို့ရှိရင် Wi-Fi built-in ပါတဲ့ကောင်ဆိုလို့34000ဝန်းကျင်လောက်ရှိတယ် Nano EX 8မုတ်ပါတဲ့ကောင်ဆိုလို့ရှိရင်28သိန်းဝန်းကျင်လောက်ရှိပြီးတော့ Panasonic နဲ့တကောင် Air ကိုမှ inverter တိုက်လည်းဖြစ်မယ် AI မုတ်လည်းပါတယ် Eco မုတ်လည်းပါတယ်ဆိုတော့ Air ကကြတော့22သိန်းဝန်းကျင်လောက်ပဲရှိပါတယ်အဲ့အဲ့မှာမှကျွန်တော်ထပ်မိကြဟာ AI မုတ်ဆိုတာပါလဲဆို AI မုတ်ဆိုတာသူကဒီအခန်းထဲကိုသူက scan လုပ်လိုက်တာဒီအခန်းအကျယ်ဝန်းဘယ်လောက်ရှိလဲဒီခန်းကျယ်ဝန်းထဲမှာလူဘယ်နှယောက်ရှိလဲအဲ့ဒါအောင်မှာဆက်ပစ္စည်းရှိတာလားဆက်ပစ္စည်းရှိရင်အပူထွက်နိုင်တဲ့ဆက်ပစ္စည်းလားအပူမထွက်နိုင်တဲ့ဆက်ပစ္စည်းလားစသဖြင့်ဒါတွေအကုန်လုံးကိုမှတွက်ချက်ပြီးတော့ AA ကိုလွတ်ထုတ်ပေးတာ ထုတ်ထုတ်ပေးတာဖြစ်တဲ့အတွက်အခန်း temperature ကခုနကျွန်တော်ပြော26တို့25တို့ထားတဲ့အချိန်မှာအဲ constantly ဖြစ်နေပြီဆိုလို့ရှိရင် तू ကမီးအသုံးပြုမှုကိုသူက short ချလိုက် မိကတော်တော်ကိုယော့သွားကျွန်တော်ရဲ့အိမ်ခန်းထဲကအလုံးဆိုလို့ရှိရင်မနက်ပိုင်းဆိုလို့ရှိရင်မနက်အိမ်ရနိုးရည်ဒီပေါ့နော်မနက်၄နိုင်၅နိုင်ဝင်းချက်လောက်ဆိုလို့ရှိရင်ဝက်က300လောက်ပဲစားတော့ဆိုတော့အကယ်၍များသာကျွန်တော်တို့ကအင်ဗာတာရဲ့ဘက်ထရီနဲ့သာသုံးတယ်ဆိုလို့ရှိရင်ဝက်ကအဲ့လောက်ကြီးမလိုတော့ဘူးပေါ့ဗျာအဲ့တော့ဘက်ထရီကလည်းရေရှည်ပူခံတယ်ကြာကြာလည်းခံတယ်အဲ့အခြေအနေတွေမှာရှိတယ်တချို့ဆိုလို့ရှိရင်ဆိုလာရဲ့အင်ဗာတာရဲ့ဘက်ထရီနဲ့သုံးဖို့အတွက်ကိုဒီ Panasonic အဲကွန်တီးတန့်ထပ်ဝယ်ပြီးတက်ရတယ်လို့တော့ကျွန်တော်တို့သိထားတယ်အဲ့တော့အခုလိုမျိုးရာသီဥတုပူတဲ့အချိန်မှာ Panasonic အဲကွန်ကိုတက်မယ်ဆိုလို့ရှိရင်မှာမီဆာလည်းတက်တာမယ်ပရိုမိုးရှင်းတွေအနေနဲ့ဆိုလို့ရှိရင်လည်းဘလာ ာမပါခဲချက်ကန်ဆယ်မဲတွေလည်းရအောင်မှာဖြစ်တဲ့အတွက်ဒီချိန်မှာအဲကွန်ဝယ်ခြင်းနဲ့အဲကွန်လဲခြင်းနဲ့ဆိုလို့ရှိရင် Panasonic အဲကွန်ကိုရွေးချယ်ဖို့အတွက်အကြံပြုလိုက်ပါကျွန်တော်ကတော့စိတ်သွားပါโอเคအဲကွန်တံပိုးလေးတွေကဟိုချုပ်ပြီးတော့လဲ ไว้พี่หวดเลยครับจะยอมไปเ